မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တော်တင်ဆောင်ကနေတင်ဆက်ပေးမှာကတော့မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ရန်ကုန်တိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့2024-2025ခုနှစ်နှစ်ပတ်လည်အစီအဝေးကျင်းပတဲ့တင်ဖြစ်ပါတယ်။မြန်မာနိုင်ငံစစ်မှုထမ်းအဖွဲ့ရန်ကုန်တိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့2024-2025ခုနှစ်နှစ်ပတ်လည်အစီအဝေးကိုဧပြီ23ရက်နေ့နေ့ပိုင်းကရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ အနော်ရထခန့်မှာကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးစုသိန်းရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်မူပုံမှုချုပ်ပြည်စုံလင်းနဲ့တာဝန်ရှိသူများရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များမြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ရန်ကုန်တိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့များတက်ရောက်ကြပါတယ်။ဦးစွာရန်ကုန်တိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နာယကတိုင်မူကမိန့်ခွန်းပြောကြားပါတယ်။အဒီနောင်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းကစစ်မှုထမ်းဟောင်းကြီးကြပ်ရေးဖွဲ့သို့ချင်းမြင့်ဝင်များနဲ့ဆိုင်အင်များပေးရရာ ရောင်တိုင်းဒေသကြီးစီပင်အတွင်စစ်မှုထမ်းဟောင်းကြီးကြေးရေးအဖွဲ့ဥက္ကဋ္ဌဒုတိယဗိုလ်မှူးကြီးမောင်ကိုအငိမ့်စားကလက်ခံပါတယ်။ဆက်လက်ပြီးတိုင်းမှုကအစားအသောက်များကိုပေးရရာရန်ကုန်တိုင်းဒေသကြီးစေပင်ပြင်ပစစ်မှုထမ်းဟောင်းကြီးကြေးရေးအဖွဲ့ဥက္ကဋ္ဌဗိုလ်မှူးကြီးရန်နိုင်ဦးအငိမ့်စားကလက်ခံပါတယ်။ အဲ့ဒီနောက်ကြီးကျယ်ရေးဖွဲ့ဥက္ကဋ္ဌဒုတိယဘုံမူကြီးမကိုငိန်စာကဂျေဆုတင်စကားပြန်လည်ပြောကြားပြီးဝင်းကြီးချုပ်နဲ့တိုင်မှုတို့ကရန်ကုန်တိုင်းဒေသကြီးစစ်မှုထမ်းအောင်ဖွဲ့ဝင်များအားရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပါတယ်။အဲ့ဒီလိုပေးရခြင်းမြေရာတွင်ငွေသားကျပ်သိန်း300 15ပြည်အိ8000ကျပ်အလုံး3000ကျပ်သွန်ဒီ250ပိတ်သားအာလူး300ပိတ်သား စားသုံးစီ330ပိတ်သားနဲ့ခောက်ဆွဲကြောက်20ဖားတို့ကိုရခိုင်တိုင်းဒေသကြီးစစ်မှုထောင်ကြီးကြပ်ရေးအဖွဲ့သူပေးအပ်ချင်းမြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့ဆွဲထက်ကိုကပြပူလာတာပါ thank you